ားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇလန်လေးအောင်ဆိုလို့ရှင်တော့1480ပြည်နှစ်ရိုမေးနီးယားမှာမင်းသားဖယ်ဒေဆိုတာရှိခဲ့ပူပါတယ်သူကသူ့ရဲ့ခြေစနီးလေးဖြစ်တဲ့အလစ်ဇဘက်တာနဲ့ပျော်ပျော်ရွှင်ရွှင်လက်ထပ်ပြီးတော့မှဘဝကိုဖျက်ဆီးလို့နေတာပါသူ့ရဲ့ခြေချင်းမြစ်တာတင်ဂေတာအနေနဲ့ကတော့ဘလေးကသူမကိုဒီဂီတာတစ်တာလေးတစ်လုံးလက်ဆောင်ပေးခဲ့ပူပါတယ်ဒါမှမဟုတ်သူ့ရဲ့ပျော်ရွှင်စရာအချိန်လေးဟာကြာကြာမခံလိုက်ပါဘူးစစ်ပွဲတစ်ခုဖြစ်လာလို့ဖလေးကိုစစ်မြေပြင်ကိုခေါ်ထုတ်သွားဖို့တဲ့စစ်တီတော်တွေရောက်လာခဲ့ကြပါတယ် နိုင်ငံတော်ဆစ်ပြစ်နေပြီးတော့မှရန်သူတွေကလည်းနှီးကပ်လာပြီးဆိုတော့ဖလေးဟာအဲလစ်ဘက်ကိုလုံခြုံမှုရှိဖို့အတွက်တခြားရဲတဲတစ်ခုစီကိုခေါ်သွားဖို့အတွက်သူ့ရဲ့လူတွေကိုအမိန်ပေးခဲ့ပါတယ်။ဆစ်ပွဲမတွေ့ခင်မှာဖလေးကပိုယဟမင်းကြီးရဲ့ကောင်းကြီးကိုခင်ယူခဲ့ပြီးဇနီးဆက်အတွက်ဖျားသခင်ရဲ့အကောင်းဝေးပါတောင်းခဲ့ပါလေတယ်။အဲလစ်ဘက်ကိုတစ်တော်တဲ့ကောင်နေလုံခြုံတဲ့နေရာစီကိုခေါ်ဆောင်သွားနေတဲ့အချိန်မှာပဲရန်သူစစ်သားတယောက်ကပုံနေပြီးတော့မြားနဲ့အဆောင်နှစ်ယောက်ကိုချက်ချင်းပဲပြစ်ချလိုက်ပါတယ်။ဂျန်နေအဆောင်တွေကတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အဲလစ်ဘက်ကိုတော့မြင်းနဲ့ရှိကနေမောင်းသွားဖို့တဲ့ပြောလိုက်ပါတယ်။ တမဲမော်တော်ဗလဲကလည်းရန်သူစစ်တပ်ကိုထိန်းချုပ်ဖို့တွေစီပီပါတွေအများကြီးကိုဖျက်ဆီးပြီးတော့မီတာစီးကြီးကိုလည်းဖန်နေခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပြီးတော့လူတွေနှစ်ဖက်စလုံးကတေဆုံးခဲ့ရပေမဲ့ဗလဲရဲ့တပ်ကတော့အမြဲတမ်းပဲအသာစီးရခဲ့တာပါ။မကြခင်မှာပဲဗလဲနဲ့သူ့ရဲ့တပ်သားတွေဟာရန်သူတွေရဲ့ခေါင်းတွေကိုလှန်နေပေါ်မှာရိုက်သွင်းပြီးတော့ရန်သူဘရင်ရှိကိုရောက်လာခဲ့ပါတော့တယ်။အောင်မဲခံနေတဲ့အချိန်မှာပဲဇနီးတဲ့တိုက်ခိုက်ခံရတဲ့ဒင်းကိုဗလဲကရလိုက်ပြီးတော့ချက်ချင်းပဲသူမကိုရှာဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်။ အလဲဆွဲကတော့ဝင်းမလီတစ်တော်လို့ခေါ်တဲ့နေရာမှာရန်သူတွေရဲ့လိုက်လံခြင်းကိုခံနေရပြီးအဲဒီနေရာမှာနှင်းတွေအောင်မှာဘဝင်ထောင်ချောက်တွေလည်းထောင်မောင်းများစွာရှိလိုနေပါတယ်။သူမရဲ့မြင်ကနောက်ဆုံးမှာတော့ထောင်ချောက်မိသွားခဲ့ပြီးသူမပြိုကျခဲ့ပါတယ်။ရန်သူတွေကဝိုင်းလိုက်တဲ့အချိန်မှာသူမဟာထောင်ချောက်တစ်ခုပေါ်ကိုမတော်တဆတနေမိပြီးတော့ဗလဲရောက်လာတော့လေသူ့ရဲ့မြင်မှာထောင်ချောက်မိသွားခဲ့တာပါ။သူကရှိချင်းဆက်သွားပြီးတော့ရန်သူစစ်သားနှစ်ယောက်ကိုအ мян တက်ပစ်လိုက်ပြီးအဲနောက်မှာအလေးပြက်စီကိုချင်းကက်လာတဲ့လူကိုတက်ဖို့အတွက်ဓာတ်ကိုပြပေါ်လိုက်တဲ့အခါမှာတော့ကန်ဆိုးစွာနဲ့ဓာတ်ကမတော်တဆ သူမပါထိခင်မိပါတယ်။ရာကြီးတငယ်ငိုကြွေးနေတဲ့ဗလိဟာအဲလစ်ဘက်ကိုသူမတေဆုံးတဲ့အထိပွေ့ချီထားခဲ့ပါတယ်။အချိန်တော်ကြာတဲ့အခါမှာတော့ဗလိဟာပွေဟန်မင်းကြီးစီကိုထက်သွားပြီးဇနီးလေးကိုမကောက်ခဲ့ပေးတဲ့အတွက်ဘုရားသခင်ကိုဒေါသတကြီးအပြစ်တင်ပြောဆိုပါတယ်။သူဟာဘုရားသခင်နာမည်နဲ့အများကြီးတက်ပြတ်ခဲ့ပြီးမြဲအဲလစ်ဘက်ကိုပြန်လို့ခြင်းပါတယ်။ အဲလိုမျိုးအန်အောင်ဖွေရနမိတ်ကိုပိုရဟမင်းကြီးကမပေးနိုင်ဘူးလို့ဆိုနေပြီးဒေါသထလွန်လာကြောင်းဘလဲကလဝက်ကတဲ့နဲ့ပိုရဟမင်းကြီးကိုတက်ပြက်လိုက်ပြီးအလိဇဘက်ကိုပြန်မခေါ်မိမချင်းဖိယသခင်ကိုဆက်မလိုက်နိုင်ဘူးလို့ကြေညာပါတယ်အဲဒီကမှယေရှုယုဒုကငိုကြေးခဲ့ပေမဲ့ဘလဲကတော့ဂိုယုံနေတဲ့ပုံစံပေါက်နေတာကြောင့်ပဲသူ့ရဲ့ကြောက်လန့်နေတဲ့လူတွေဟာဖိယအကြောင်းတွေကနေဆွဲထုတ်လို့သွားရပါတယ်အဲလိုနဲ့နေပေါင်း၄00တောင်ကြာမြင့်သွားခဲ့ပြီးတော့ပြင်းထန်နိုင်ငံမှာဖုန်းလို့ညီတဲ့ပါဟာစေယောကာကိုဈေးကန်းကိုသွားပြီးဒေါက်တာဒေယွန်နဲ့အင်္ဂလန်ဘီယင်မှာပဲဆွေးရင်ရတဲ့ အမှုကိစ္စတစ်ခုအကြောင်းဆွေးနွေးခဲ့ပါတယ်။ဒါကတော့မာရီယာလို့ခေါ်တဲ့အီတလီအမျိုးသမီးတယောက်ကိုတန်ကျိုးတွေနဲ့ခြုံနှောင်ထားတာဖြစ်ပြီးမှတ်တမ်းရဆိုလို့ရှိရင်တော့သူမဟာ1959ခုနှစ်မှာမွေးဖွားတယ်လို့ဆိုပေမဲ့အသက်130ရှိနေပြီဖြစ်ပြီးတော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။သူမရဲ့အသက်အရွယ်နဲ့ဘုရားသခင်ကိုမခံနိုင်တာကိုကြည့်ပြီးတော့မှနတ်ဆိုးရဲ့တရားဝဟုတ်မဟုတ်သူတို့စဉ်းစားကြပါတယ်။မာရီယာနိုးလာခဲ့ပြီးတော့အော်လိုက်တဲ့ကမာဘုန်းတော်ကြီးကသူမရဲ့အဆွေတွေကိုတရီထားမိခဲ့ပါတယ်။အဲ့ဒါနဲ့ပဲသူမဟာသွေးဆိုးဖို့ကောင်ဖြစ်တယ်လို့ကောက်ချက်ချလိုက်ပါတယ်။ ဒေသဘုတ်ကောင်တွေကနေအောင်ကြီးကိုတရိပ်ကိုတောင်မခံနိုင်ဘဲနဲ့အလင်းရောင်တွေမှာတော့သွာလာနိုင်တယ်လို့သူကရှင်းပြပါတယ်။ပြတင်းမောက်ပွင့်လိုက်တဲ့အခါမှာနေအောင်ကြီးကသူမရဲ့အရေးပြားကိုချက်ချင်းပဲလောင်ကျွမ်းစေပါတယ်။လေဘကတိုင်ကိုပြတဲ့အခါမှာလည်းမီးဆွဲလို့သွားခဲ့ပြီးစိုင်မွန်ရဲ့အသွေးနှင်းငယ်ကိုပေးလိုက်မှမော်ရီယာဟာပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။မော်ရီယာကသူတို့ဒီလောက်ကြောင်ရှာနေတဲ့ပထမအဦးဆုံးသွေးဆုပ်ဘုတ်ကောင်ဟာသူမရဲ့တခင်ဖြစ်တဲ့မင်းသားတစ်ပါးဖြစ်ပြီးတော့သူဟာသူ့ရဲ့မင်းသမီးကိုရှာဖို့အတွက်မြို့မကြခင်မှာရောက်လာလိမ့်မယ်လို့လည်းပြောပါတယ်။အဲဒီတော့ဒီမှာစရေးဂျိုနတန်ဟာ ညဘက်မှာတတော်တဲ့ကိုခီးသွားနေပြီးရင်မောင်းကဝင်းမလီလေးကိုကြောက်တာကြောင့်သူ့ကိုထားခဲ့ပြီးတော့ထွက်သွားတဲ့အခါမှာကျွန်တော်တန်းကမီးရှူတယ်နဲ့လဝက်ကတိုင်ကိုခံပြီးရှေ့ချင်းဆက်ပြီးတော့သွားလိုက်ရပါတယ်။နောက်ဆုံးမှာတော့သူဟာကြီးမားလာတဲ့ရဲတဲတကူစီကိုရောက်ခဲ့ပြီးတော့သူဝင်လိုက်တာနဲ့ကေဒီကားတွေကသူ့ရဲ့နောက်မှာအလူလေးရောက်ပိတ်သွားခဲ့ပါတယ်။အထဲမှာတော့အဖိုးတယောက်ပေါ်လာခဲ့ပြီးတော့သူ့ကိုယ်သူမင်းသားကလေးဂေါသွန်ဒရဂူလာအဖြစ်မိတ်ဆက်ခဲ့ပါတယ်။ဂျွန်နတန်ကိုအစားစားလေးပေးပေမဲ့ဒရဂူလာကတော့ဘာမှမစားပါဘူး။ နန်ဒန်မသိအောင်ဒရဂူလာဟာကျွဲတကောင်ကိုတက်ပြီးတော့သွေးတွေကိုဖလားလေးထဲကတောက်ခဲ့ပါတယ်။ဂျိုနန်ဒန်ကဒရဂူလာရဲ့ပါရီကဘုရားကျောင်းအဟောင်းကိုစီးရုံလို့ပေါ်ဝဲခြင်းတဲ့အကြောင်းရှင်းပြပြီးဂျိုနန်ဒန်ဟာလောဘကတဲ့ငုံမတော်တဆပြုတ်ကျသွားတဲ့အခါမှာဒရဂူလာကမိရဲဖြစ်ထဲလိုက်ပါတယ်။ညမှာမှတော့ဂျိုနန်ဒန်ဟာအခန်းလေးကနေခိုးထွက်ပြီးတော့လျှို့ဝဲလေကားတွေကနေမြေရောခန်းလေးကိုဆင်းသွားပါတယ်။အဲဒီမှာဒရဂူလာအိမ်နေတဲ့ခေါင်းတလောက်ကိုဖွင့်ကြည့်လိုက်ပြီးဒရဂူလာရဲ့ကာဝိုင်းရုပ်ထုတွေဟာဂျိုနန်ဒန်ကိုသတိလည်သွားအောင်လုပ်ပြီးတော့တန်ကျိုးတွေခက်ကစောက်ထိုးဆွဲထားခဲ့ပါတယ်။ တကူလကသူ့ရဲ့လေဘင်းကိုဓာတ်နဲ့ခွဲပြီးတော့သူရီကိုဇလုံးထဲကိုစိမ့်ချစေခဲ့ပါတယ်ဂျွန်ဒန်ကသူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်ဒရဂူလာရဲ့ဇလန်းကိုတည်ကျင်တယ်လို့တောင်းဆိုတဲ့ခါမှာတော့ဒရဂူလာကအစိမ့်ဝင်စားစွာနဲ့ပြပြခဲ့ပါတယ်။သူဟာအလစ်ဘက်ရဲ့ပြန်လည်ဝင်စားခြင်းကိုစောင့်ဆိုင်ရင်းရာဇဝင်ပုံများစွာကုံဆုံးခဲ့ရတဲ့အကြောင်းသူဟာတည်ကျင်တရားကိုတော့မရရှိပေကိုကိုကိုအချင်းချင်းတက်တည်ဖို့ကြိုးစားခဲ့ပေမဲ့အမြဲတမ်းအသက်ရှင်ကျင်ရခဲ့တဲ့ချစ်သူကိုဆွဲဆောင်မှုတွေရာဇဝင်တစ်ခုကြောင့်အပင်နေခါနဲ့အစွမ်းထက်တဲ့ရင်းမွေးတစ်မျိုးကိုဖန်နီးခဲ့ပြီး အဲ့ဒီရင်ထဲကြောင့်ပဲအမျိုးသမီးတွေကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘာဆိုင်မှာအလစ်ဘက်ကိုတွေ့ပြီးလို့ထင်ခဲ့ပေမဲ့မှောင်ရင်တွားခဲ့တာကြောင့်ပဲသူဟာရှာဝေတော်ကိုရက်လိုက်ပြီးတော့ပါတီဝဲကအမျိုးသမီးတွေကိုကိုက်ပြီးတော့မှသွေးဆိုးပုတ်ကောင်တွေဖြစ်စေကာသူ့အတွက်ဆက်ပြီးတော့ရှာခိုင်းခဲ့တာပါ။မော်ရီယောကလည်းအဲ့လိုပြောင်းလဲခဲ့တဲ့သူတွေထဲမှာပါဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့သူဟာအဲလစ်ဘက်ရဲ့တင်းတိုင်းမှုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပြာလီပဲကျွန်တော်တို့ကိုတွေးလဲရတာကြောင့်စိတ်ပြက်ပြီးတော့ရဲလိုက်တဲ့မှာအထီးကျန်စွာနဲ့နေထိုင်နေပါတယ် ကျွန်တော်တကသူ့ရဲ့စိတ်ထဲထားတဲ့သူမိနာရဲ့တပုံကိုပြလိုက်တဲ့အခါမှာဒရဂူလာဟာသူမဟာသူ့ဇနီးရဲ့ပြန်လည်ဝင်စားခြင်းဖြစ်တယ်ဆိုတာချက်ချင်းသိပြီးတော့ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်ချစ်သူနဲ့ပြန်လည်ပေါင်းစည်းပြီးလို့ဂျေဇူးတင်တဲ့အနေနဲ့ကျွန်တော်တကိုအသက်ရှင်ဝင်ပေးလိုက်ပါတယ်မိနာနဲ့မတွေ့ခင်လှပနေအောင်သူ့အတွက်သူတွေအများကြီးရှာခိုင်းလိုက်တာဖြစ်ပြီးတစ်ဖက်မှာဘုန်းတော်ကြီးတို့အဖွဲ့ဟာအဲလစ်ဝဲရဲ့ပုံနူကိုတွေ့ရှိခဲ့ပြီးတော့ဒရဂူလာကိုတတ်နိုင်ရင်သူ့ဖန်တီးထားတဲ့သွေးစုပ်ပုံကောင်တွေအားလုံးလူသားတွေအဖြစ်ပြန်လာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ် ဆိုင်မုံကအဲ့ဒီပုံလိုနဲ့တူတဲ့အမျိုးသမီးတူမီနာကဧည့်သည်နေရာမှာရှိနေတဲ့အကြောင်းထောက်ပြပါဗျ။ဒရဂူလာဟာအင်ဂျင်မဲတယောက်ဖြစ်ဟန်ဆောင်ပြီးတော့မှဖခင်ကြောင့်ဟောင်းကိုရောက်လာခဲ့ပြီးသူကရင်မွေးသွုံးပြီးတော့တိလရှင်တွေကိုဆွဲဆောင်ကစားတောက်ခဲ့ပါတော့တယ်။ရဲတွေမှာတော့ဂျွန်နသန်ကတန်ကျိုးတွေကိုဖြစ်ပြီးတော့ပြတင်းဘောက်ကနေထွက်ပြေးပါတယ်။ပို့ပြီးတော့နှုတ်ပြိုကျမ်းမာတဲ့ပုံစံနဲ့ဒရဂူလာဟာဆေယောကာကိုဆေးကန်းကိုရောက်လာပြီးတော့ရင်မွေးသွုံးပြီးဆိုင်မုံကိုထိန်းချုပ်ကမာရီယာကိုရှာပါတယ်။ မော်ရယ်ကသူမဟာအလေးစွဲကိုသာတွေးရပြီးတော့ပြောတဲ့အခါမှာဒရဂူလာကဆိုင်းမွန်ကိုစားတောက်ခွင့်ပေးခြင်းနဲ့သူမကိုဆူချပြန်ပါတယ်။မော်ရယ်ကမီနာစီကိုရောက်သွားပြီးတော့မှသူမကိုလှပတဲ့ဝတ်စားတွေဝတ်ဆင်စေပြီးဒရဂူလာဆောင်ဆိုင်နေတဲ့ဟိုတယ်ကိုခေါ်သွားခဲ့ပါတယ်။ဒရဂူလာဟာမီနာရဲ့လက်ကိုနမ်းလိုက်တဲ့အခါမှာမီနာကအတိတ်ကအမြင်တွေရရှိလာခဲ့ပြီးသူတို့ရဲ့ပွဲတော်မှာပျော်ရွှင်ကြပြီးတော့ဒရဂူလာကသူမကိုတေးဂီတာတစ်တာကိုပြသပါတယ်။ ဒေဂီတာကိုကြားလိုက်ရတဲ့အခါမှာမီနာဟာအလစ်ဝဲသားအဖြစ်သူမရဲ့အမည်ကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်ရလာခဲ့ပါတယ်။သူမသူ့ကိုမော်ပညာသုံးတယ်လို့ဆွဆဲပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။အိမ်မရောက်တဲ့အခါမှာတော့မီနာဟာဖျားနာနေတဲ့ဂျွန်နတန်ကိုတွေ့ရပြီးဖုန်းနှုန်းကြီးကဒရဂူလာဟာလူရဲ့တွေကိုတောက်တဲ့တွေးဆဖို့ကောင်ဖြစ်တဲ့အကြောင်းရေနံကိုသုံးပြီးတော့တားကောင်းတွေကိုထိန်းချုပ်တဲ့အကြောင်းရှင်းပြပါတယ်။မီနာကတော့သူမအခန်းထဲဝင်ပြီးတော့ဒေဂီတာတစ်တောက်ကိုဖွင့်လိုက်တဲ့အခါမှာအမည်လေးဆက်ပြီးတော့ရှာနေတယ်။ဒရဂူလာပေါ်လာတဲ့အခါမှာသူမကသူ့ကိုလှေစားတာလားလို့မိန်းကုန်းတွေထုတ်ပါတယ်။ သူကရင်မွေးကိုသူမပေါ်မှာမတုံးခဲ့ဘူးလို့အာမခံပြီးပလင်းကိုမိတဲ့ပြစ်ထည့်လိုက်ပါတယ်။ဒရဂူလာကသွေးဆိုးတာကိုဝန်ခံခဲ့ပြီးမဲ့သူမဟာသူ့ရဲ့တာကောင်ဖြစ်လာမှာမဟုတ်ဘူးလို့ဂရီပေးပြီးနောက်ဆုံးမှာတော့သူ့ရဲ့လက်ကိုကင်ပြီးတော့အလစ်ဘက်တာကိုပြောခဲ့မှုတဲ့ဇာတ်ကားတွေပြန်ပြီးပြောလိုက်တဲ့အခါမှာအမရရာတွေကိုလက်ခံလိုက်ပြီးသူ့ကိုနှမ်းလိုက်ပါတယ်။သူမကမတည်နိုင်တဲ့ဘဝကိုတောင်းဆိုခဲ့တာကြောင့်ဒရဂူလာဟာသူ့ကိုကင်ပြီးတော့သွေးဆိုးဖို့ကောင်ဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးကရနံ့ကိုရရှိပြီးတော့ဒရဂူလာအိမ်ထဲမှာရှိနေတဲ့အကြောင်းသိသွားပြီးသူတို့ရဲ့အခန်းကိုသွားကြည့်တော့အခန်းလူကိုတွေ့ရပြီးတော့ဒရဂူလာမိနာကိုရဲတဲ့ကိုခေါ်သွားပြီလို့ယူဆပြီးဂျွန်နသန်နဲ့အတူတူလိုက်သွားခဲ့တာပါအဲ့ဒီတော်တွေမှာမာရီယာဟာဟင်နရီကိုကဲဖို့အတွက်ကြိုးစားနေတော့ဘုန်းတော်ကြီးအဖွဲ့ကရောက်လာပါတယ်ဘုန်းတော်ကြီးကမာရီယာကိုတနက်နေ့ပြစ်ခဲ့ပြီးမှသူမကတော့အမြန်ပြန်ပြီးတော့နလန်တူလာခဲ့ပါတယ်ဂျွန်နသန်ကဒါတဲ့ချောင်းယူပြီးတော့မာရီယာရဲ့ကောင်းကိုဖျက်လိုက်ပါတယ် ခေါင်းကပြုတ်သွားခဲ့ပေမဲ့ခန္ဓာကိုယ်ကတော့ဖုန်းတော်ကြီးကိုမကြာခဏလေပင်ညှစ်ပြီးမှပြိုလဲသွားခဲ့တာပါဖုန်းတော်ကြီးကလဝက်ကတိုင်နဲ့နှလုံးသားကိုထိုးပေါက်ပြီးတော့သူမကိုအပီးပိုင်တက်ပြက်လိုက်ပါတယ်ရိုမေးနီးယားမှာရှိတဲ့ရဲတိုင်းမှာဒရဂူလာနဲ့မီနာတို့ဟာခေါင်းတလားတွေကထွက်လာခဲ့ပြီးတော့မီနာဟာအဲလစ်ဘက်သားရဲ့ဝယ်စုံကိုဝယ်ဆင်ထားပြီးဖုန်းတော်ကြီးအဖွဲ့နဲ့စစ်သားတွေကရောက်ရှိလို့လာခဲ့ပြီးတော့ရဲတိုက်ကိုအမြောက်တွေနဲ့စတင်တိုက်ခိုက်ကြပါတယ် ။ကာဝန်ယုတ်ဒီဟာရေထဲကိုကာဝယ်ဖို့တဲ့တက်ခဲကြပြီးမဲ့စစ်သားရေထဲကများပြားလွန်းနေပါတယ်။မြေောက်ခန်းထဲမှာဒရဂူလာတွေကဂျိုနတန်ကိုတရီလစ်သွားစေပြီးစစ်သားများစွာကိုလင်းမြန်စွာတပ်ပစ်ခဲ့ပါတယ်။ဟင်နရီကတန်းတန်းနဲ့လက်နဲ့ပြေးခဲ့ပြီးမဲ့ဒရဂူလာကိုဘာမှမထိခဲ့သလိုဒရဂူလာကဟင်နရီကိုကိုက်လိုက်ပြီးတော့ဖုန်းတော်ကြီးကိုဓာတ်နဲ့ချိန်လို့ထားပါတယ်။ဖုန်းတော်ကြီးကတော့သူဟာဘုရားသခင်ကဆေးလို့လိုက်တာလို့ပြောလိုက်တော့ဒရဂူလာကတခုတည်းသောကေတင်ချင်းဟာမိနာဖြစ်တယ်လို့ပြောပါတယ်။ မီနာအွန်လိုင်းတဲ့တန်ကိုကြားတဲ့အခါမှာဒရဂူလာကအနှင်းမြန်သွားပြီးတော့လမ်းမှာရှိတဲ့စစ်သားအလုံးကိုတက်ပြပြီးမီနာနဲ့ပြန်လည်ပြေးဖက်ပါတယ်ဖုန်တော်ကြီးကဒရဂူလာကိုသူ့ရဲ့ဇနီးကိုအမှန်တကယ်ချင်းမှန်ကန်တဲ့အရာကိုလုပ်ရမယ်လို့သတိပေးသွားပြီးမီနာရဲ့တောင်းပန်မှုတွေကိုလေ့လျူရှုကဒရဂူလာကအခန်းထဲကထွက်သွားပြီးတော့သူမကိုအထိတ်ခါနေလောချလိုက်ပါတယ်ဖုန်တော်ကြီးကဆူတောင်းပြီးတော့ဒရဂူလာရဲ့နှလုံးသားကိုတန်လုံးနဲ့ထိုးပေါက်ပြီးတော့တက်ပြလိုက်ပြီး မီနန်ကဒရဂူလာကိုအခန်းထဲကိုဆွဲတင်ကကြည်ချင်းမြေတာရဲ့နောက်ဆုံးစကားတွေကိုမျှဝေပြီးတော့အန်နာမာတော့ပြားဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတယ်။ဒရဂူလာတည်ဆုံသွားလာနေပေရဲထဲမှာရှိတဲ့မိတွေအားလုံးငြိမ်းသွားခဲ့ပြီးတော့ကာကွယ်ရုပ်ထုတွေဟာလူသားကလေးငယ်တွေဖြစ်ပြန်ပြီးတော့ဖြစ်သွားခဲ့ပါတယ်။ဂျိုနာသန်ကမီနာကိုရှာဖွေပြီးတော့မှလေထဲမှာပြန်ဝင်နေတဲ့ပြားတွေပေါ်မှာငိုနေတာကိုတွေ့ရတော့သူရဲ့ခြေသူကိုဆုံရှုံသွားပြီဆိုတာသိလိုက်ရပါတယ်။ရဲရဲပြင်မမှာဒရဂူလာရဲ့ပြားမုံတွေဟာလေထဲမှာပဲပြန်လွင်လို့နေပါတော့တယ်။